်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘောဒီးယားနဲ့ညှိနှိုင်းရမယ့်အချိန်ကကျော်သွားပြီလို့ထိုင်းဝန်ကြီးချုပ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကမ္ဘောဒီးယားနဲ့ညှိနှိုင်းဆွေးနွေးကြပွဲရှိတယ်ဆိုတဲ့ခံမှန်းချက်တွေကိုထိုင်းဝန်ကြီးချုပ်ကပယ်ချသွားခဲ့တာပါ လက်တော်နေဆက်မှာနိုင်ငံခြားစစ်ရေးပဋိပက္ခတွေပြန်လည်စတင်လာတဲ့နောက်အပြည့်ခက်ရက်စဲရေးသဘောတူညီချက်လုံးဝပြတ်ပြဲသွားမှာကိုစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်ပဋိပက္ခကိုအကြောင်းပြုပြီးဇူလိုင်လတုန်းက9ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒီဇင်ဘာ10ရက်နေ့မှာသတင်းတောက်တွေကထိုင်းဆိုရအနေနဲ့ကမ္ဘောဒီးယားနဲ့ညှိနှိုင်းမလားလို့မေးမြန်းတဲ့အခါ ဝင်ကြီးချုပ်အနုတင်ချမ်းပြည်တာကအဲ့ဒီလိုလုပ်ရမယ့်အချိန်ကကြော်သွားခဲ့ပြီးဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။တကယ်လို့တိုက်ခိုက်မှုတွေကိုရက်စေချင်ရင်ထိုင်းဘက်ကဒီလိုတိုက်ခိုက်မှုတွေမဖြစ်ဖြစ်အောင်လှုံ့ဆော်နေသူတွေကိုပဲသွားပြောတင်နေလို့အနုတင်ကဆိုပါတယ်။ဒီဇင်ဘာ၈ရက်နေ့မှာကမ်ဘောဒီးယားဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ထိုင်းကလည်းနေဆက်မှာတိုက်လေရင်တွေအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ဒီဇင်ဘာ၉ရက်မနက်ပိုင်းမှာလေထိုင်းစစ်တပ်ကထုတ်ပြန်ရမှာနိုင်ငံပိုင်နဲ့ထဲကျူးလွန်နေတဲ့ကမ်ဘောဒီးယားစစ်သားတွေကိုမောင်းထုတ်သွားမယ်လို့ပါရှိခဲ့ပါတယ်။ ီးတော့ကမ္ဘောဒီးယားတပ်တွေဟာထိုင်းနယ်စပ်ဘက်ကအရက်သားဧရိယာတွေကိုရည်ရွယ်ချက်ရှိရှိဖိမှတ်ထားခဲ့ကြောင်းထိုင်းကစွပ်စွဲခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်းကတော့ဒီဇင်ဘာ9ရက်နေ့ရှိရဖြစ်စဉ်တွေဟာထိုင်းကရန်စလို့သူ့နိုင်ငံရဲ့စစ်တပ်ကလက်တော့ပြန်ခဲ့တာသာဖြစ်တယ်လို့ Facebook မှာရေးသားထားခဲ့ပါတယ်။ကမ္ဘောဒီးယားဟာအပြစ်ရသဘောတူညီချက်ကိုဆက်ပြီးလေးလာစောင့်ထိန်းဖို့အတွက်24နိုင်လောက်တီးခန့်ခဲ့သေးတယ်လို့သူကဆိုပါတယ်။ ရန်သူကစပြီးတိုက်ခိုက်လာရင်တော့ကမ္ဘောဒီးယားစစ်တပ်ကလည်းအစွမ်းကုန်ပြန်တိုက်ရမှာဖြစ်တယ်လို့ဟွန်ဆန်းကသတိပေးထားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားတင်းမာမှုတွေတကြော့ပြန်ညှင့်တက်လာချိန်မှာအမေရိကန်အစိုးရဘက်ကတော့နှစ်ဖက်စလုံးအပြစ်ရဲ့ဂတိတွေကိုလေးစားပေးကြဖို့တောင်းဆိုခဲ့တယ်လို့ကုလသမဂ္ဂကလည်းအခြေအနေကိုထိမ့်သိမ်းကန့်တွယ်ချဖို့တိုက်တွန်းခဲ့ပါတယ်။ဒီဇင်ဘာ9ရက်နေ့၈ရက်နေ့တွေအတွင်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းထိုင်းစစ်သားတအုပ်နဲ့ကမ္ဘောဒီးယားအရက်သား6ဦးသေဆုံးခဲ့ကြောင်းနှစ်ဖက်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဆက်လက်ပြီးကာမမျိုးနယ်ရှိခြေရွာများမှပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေသောစစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိစုံမှုများပြားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မကွေးတိုင်းကာမမြို့နယ်ရှိခြေွာများမှပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေသောအကြံဖတ်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာစစ်သား16ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတရက်မှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါရယ်ရမန်နေ့ဒီဇင်ဘာလ10ရက်နေ့နနက်9:00နာရီခန့်အချိန် ကာမရည်နတာစစ်တပ်စခန်းမှထွက်လာသောအင်အား40ခန်းပါစစ်တပ်စစ်တောင်းကိုတော်လရေးတပ်ဖွဲ့များကနမီတော့ကြေးရွာအနီးမိုင်းဆွဲဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်တိုက်ပွဲ9မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီးမိုင်းကွင်းထဲဝင်လာသောအကြံဖက်စစ်တပ်ဘက်မှစစ်သား6ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူရင်းနှီးမိုးလဲ12နာရီခန့်အချိန်တွင်ပင် အကြံဖတ်စစ်တပ်စစ်ကြောင်းကလက်ကျန်အင်အား30ခန်းဖြင့်တရက်ကာမလမ်းပိုင်းအတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးထန်းဖြူကျေးရွာနှင့်ရှီရင်ကြီးကျေးရွာမှပြည်သူပိုင်ပစ္စည်းများကိုခိုးယူမှွေနောက်ကဆက်လက်ထွက်ခွာလာစဉ်စက်တောင်ကျေးရွာအနီးအရောက်တွင်တရက်ခရိုင်အမှတ်၄တရင်ကထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ရင်ထီထွေတိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်တပ်မှ10ဦးထပ်မံတေဆုံးကတော်လိုင်းရဲရဲပေါ်များအထိကိမ်းရှိပြန်လည်စုခွာနေခဲ့ကြောင်းသိရပါသည် ပထမကြိမ်က6ကောင်တည်တယ်ဒုတိယကြိမ်က10ကောင်တည်တယ်ကျွန်တော်တို့တိုက်ပွဲအတွင်းရဲဘော်တွေမျက်မြင်တွေ့ခဲ့ရတဲ့စစ်ခွေးတည်စင်ပေါ်နောက်ထပ်တန်ရာရတဲ့စစ်ခွေးတွေလည်းတရက်စေးုံကိုရောက်လာတယ်လို့သတင်းရတယ်စစ်ခွေးတည်စင်ထတ်တိုးတည်ဆုံးတာမျိုးအတီးပြုတ်နိုင်တာမရှိသေးဘူးဒါကကျွန်တော်တို့ထုတ်ပြန်ထားတဲ့ဟာကတော့တိုက်ပွဲအတွင်းမှာရဲဘော်တွေမျက်မြင်တွေ့ခဲ့တဲ့အခြေအနေတွေနဲ့ကျွန်တော်တို့နောက်ဆက်တွဲကြရတဲ့သတင်းအခြေအနေတွေပါ ကျွန်တော်တို့အတီးဖြုတ်ထားတာပါစစ်ခွေးတွေဘက်ကလက်နက်ခဲယမ်းတွေတင်စီရရှိတာမျိုးမရှိပါဘူးဟုပြည်သူ့ကောက်ွက်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတရက်မှတာဝန်ရှိသူကပြောဆိုပါတယ်လက်ရှိအချိန်တွင်ရင်းစစ်ကြောင်းကတရက်မျိုးမှထွက်ခွာလာသောစစ်ကြောင်းနှင့်ပူးပေါင်းပြီးတရက်မျိုးနှင့်စက်တောင်ဂျေးပါဖုံးကြီးကြောင်းအနီးလက်နက်ကြီးများတပ်ဆင်ကတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်သို့ပြစ်ခတ်မှုများလှုပ်ဆောင်နေကြောင်းထို့ကြောင့်တရက်ကံမလမ်းပိုင်းကိုအုံပြုတ်သွားလာမဲ့ပြည်သူများအနေဖြင့်သတိပြုတ်သွားလာကြပါရဲ့နှင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းတရက်ခရိုင်အမှတ်လေးတရက်မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရစေ။ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်သောစစ်စင်ရေးများကိုဖြိသူကောက်ွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတရင်တပ်ခွဲသုံးတို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးချောင်းဦးမြို့နယ်ကြည်ကုန်းကျေးရွာတွင်တန်ကာတော်များလေဖြတ်ထားသူပေါင်ရိုးကျိုးနေသူအပါအဝင်တန်ကာနှင့်လူငါးဦးထပ်မံကိုထပ်မံတက်ဖြတ်မှုဆွဲဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ကြည်ကုန်းကျေးရွာတွင်အကြံဖတ်စစ်တပ်ကလေဖြတ်ထားသူပေါင်ကျိုးနေသူတို့အပါအဝင် ပြည်သူ့တုံးဦးနဲ့တန်ခါတော်နှစ်ပါးကိုလည်းတက်ဖြတ်ထားကြောင်းချောင်းဦးစရာတော်ကသတင်းဌာနကိုပြောကြားပါရယ်။ဂျမနီဒီဇင်ဘာလ10ရက်နေ့ကြီကုံကျေးရွာဖုန်ကြီးကျောင်းအတွင်ကိုတချမ်းတင်နေသောတန်ခါတော်ကိုပြုစုပေးနေသည့်ပြည်သူ့တအူးကိုစစ်သားများကဖိကတ်တက်ဖြတ်ခဲ့ကြောင်းအလားတူပေါင်ရိုးချိုးသည့်ဖြင့်မြည်သည့်နေရာမှရှောင်းနိုင်ခြင်းမရှိသူအမျိုးသားတအူးနှင့်လေးဖြတ်ပြီးရိုင်းနှက်ဖြစ်နေသူဦးလေးကြီးတအူးတို့ကိုလည်းစစ်သားကတနက်ဖြန်ပြစ်ခတ်တက်ဖြတ်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်တက်ထောက်ခံသူတန်ဃာတော်တပါးနှင့်အခြားတန်ဃာတော်တပါးစုစုပေါင်းဖုန်ကြီးနှစ်ပါးကိုလည်းတက်ဖြတ်ထားကြောင်း အဆိုပါကျမ်းမာရေးမကောင်းသောတန်ခါတော်မှာမန္တလေးမြို့မစိုးရိမ်ကျောင်းတိုင်းမှာအဘိဝန်တာဖွဲ့ရဆရာတော်ဖြစ်ပြီးတရားစာများကိုအမြဲတမ်းရွတ်ဖတ်ပူဇော်ကကျောင်းဝင်းအတွင်တမျက်စီလဲခြင်းကိုနေ့စဉ်နဲ့အမျှလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။ပြည်သူတွေအသက်ခံရတာကတည်ကြတယ်၊ဘုံကြီးနှစ်ပါးကလည်းအသက်ခံထားရတယ်။လက်ရှိအထိစစ်ကြောင်းကရွာထဲမှာရှိနေသေးတယ်၊ပြီးတော့ရွာထဲမှာလည်းမပြေးနိုင်တဲ့သူတွေကျန်နေသေးတယ်။ပြည်သူတွေအနေနဲ့လူစိတ်မရှိတဲ့စခါတွေနဲ့ဝေဝေးတာရှောင်နေကြပါလို့ပဲတိုက်တွန်းချင်ပါတယ်ဟုချောင်းဦးဆရာတော်ကသတင်းဌာနကိုပြောကြားပါတယ်။ ဒီဇင်ဘာလ၂ရက်နေ့ကလည်း၆ဦးမျိုးနဲ့ကြီကုံကြီးရွာအတွင်သို့လက်နက်ကြီးလက်နက်ငယ်များဖြင့်ဖိခတ်ဝင်ရောက်ခဲ့သောအကြံဖက်စစ်သားများကဖမ်းဆီးလာသောတစားကန်ပြည်သူ၃ဦးကိုတပ်ဖြတ်ခဲ့ကြောင်းသိရပါသည်။ကြီကုံကြီးရွာသည်အင်ဂျီတထောင်ကျော်ရှိသည့်ရွာကြီးဖြစ်ပြီးအင်ဂျီအင်ကောင်များဖြင့်စီကားတိုက်မြိုက်စွာတရှိသည့်ကြီရွာဖြစ်ကြောင်းအကြံဖက်စစ်သားများမိရှုဖျက်ဆီးမှုကြောင့်ကြီကုံအနောက်ရွာမှဂုံတလောင်နီးပါးရှိနေပြီးကြီကုံအရှိရွာမှထိထိကြကြသိရခြင်းမရှိသေးကြောင်းသိရပါသည်။ဆလပီအစိုးရအဖွဲ့မှတော်လန်ရေးအင်အားစုကြီးတွေ ဥဆောင်ပါဝင်နိုင်ရေးစက်ကြိုးစားမယ်လို့ NUG သမရပြောတိုင်းဒေသနဲ့ကိုင်အဖွဲ့တွေပါတဲ့အားကောင်းတဲ့အစိုးရအဖြစ်ဖွဲ့စည်းဖို့နဲ့စေအုပ်စုဖြုတ်ချပြီးအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့အဆင့်တွေကျန်နေသေးဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုပြင်ပြောင်းလဲရေလှုပ်ဆောင်ရမှာအဆင့်၃ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ထားပြီးလက်တလုံးဖော်ဆောင်ခဲ့တာဟာပထမအဆင့်ဖြစ်တဲ့အစိုးရအတွင် ပြုပြင်ပြောင်းလဲရေး internal reform ဖြစ်ကြောင်း NUG ယာယီသမရဒူဝါလက်ရှိလာကအတည်ပြုပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးယာယီသမရဒူဝါလက်ရှိလာကပြည်သူလူထုထံအတိပေးပြောကြားမှုကိုဒီဇင်ဘာ၈ရက်ညမှပြုလုပ်ခဲ့ရာအခုလိုရှင်းလင်းပြောကြားခဲ့တာပါဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသနဲ့ကိုင်းတော်လှန်ရေးအဖွဲ့အစည်းများပါဝင်တဲ့ကိုစားပြုမှုအကောင့်နဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်တတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့မင်းအောင်လှိုင်ရဲ့အကြံဖတ်စေအုပ်စုကိုဖြုတ်ချပြီးနောက်အသွင်ကူးပြောင်းရေးအစိုးရတရက်ကိုဖွဲ့စည်းဖို့ဖြစ်ပါတယ်လို့ယာယီသမရကပြောကြားပါတယ် အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲဖို့အလားချင်းမှာအစိုးရအဖွဲ့ဝင်တွေဟာပြုပြင်ပြောင်းလဲရေးမှာတော်လန်ရေးရဲ့အကျိုးကိုရှေ့ရှုပြီးလိုက်လိုက်လဲလဲပါဝင်ပေးခဲ့ကြတာတွေ့ရကြောင်းယာယီသမရကပြောပါရယ်ယာရုတာဝန်ကပြည်သူကိုအလုံကျွေးပြုဖို့အထွက်သားဖြစ်ပြီးအာနာစည်းစိမ်ရှင်းဖို့မဟုတ်ကြောင်းအစိုးရအဖွဲ့အလုံးနားလည်လက်ခံထားပြီးဖြစ်တယ်လို့အတည်ပြုပါရယ်ပြည်သူတရက်လုံးဟောင်းဒုက္ခတော်ရဲကနေကျွန်တော်တို့အစိုးရတစ်ဖွဲ့လုံးကိုမျှော်လင့်နေကြတယ်ဆိုတာနားလည်သဘောပေါက်ပြီးဖြစ်ပါရယ်လောလောဆယ်အပြင်အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲမှုအပေါ်မှာပြည်သူတွေဟာအားမလိုအားမရဖြစ်နိုင်ပါတယ်။ကြားပြင်းမျောလင့်ချက်နဲ့ထတ်တူမကြဘူးလို့လည်းယူဆကောင်းယူဆနိုင်ပါတယ်။ပြည်သူစိတ်အလိုမကျတာတွေကြောင့်ဖြစ်တင်ဝေဖန်မဲ့ဆိုရင်ကျွန်တော်တို့ကိုလွတ်လပ်ပွင့်လင်းစွာဝေဖန်နိုင်ကြောင်းပြောကြားလိုပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကိုလည်းပြည်သူတရက်လုံးကိုမလိမ်မညာပဲအတိအလင်းပြောကြားခြင်းပါတယ်လို့ရှာယီသမရကပြောပါတယ်။အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုအရေးတစ်ခုဖြစ်လာအောင်ညာစွာစူးစမ်းခဲ့ကြရဟုအတည်ပြုပါတယ်။ ပုံမှန်ဆောင်လင်းတဲ့စုဖွဲ့ဥဆောင်မှုနဲ့အမျိုးသားညွှန်ရေးအစိုးရစတင်ဖွဲ့စည်းချိန်ကစပြီးချီတက်လိုခဲ့ပေမယ့်တော်လိုင်းရင်အင်အားစုကြီးတွေရဲ့ကာယကံများဥဆောင်ပါဝင်မှုဖြစ်လာဖို့စိန်ခေါ်ချက်တွေအတားအဆီးတွေနဲ့အကန့်အသတ်တွေကိုကြုံတွေ့ခဲ့ရတယ်လို့ရှာယီသမရကပြောပါရယ်အစိုးရအနေနဲ့တော်လိုင်းရင်အင်အားစုနဲ့ယုံကြည်မှုတည်ဆောက်ရင်အာဏာရှင်စနစ်ဖြတ်သိမ်းရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်လက်အားစိုက်ကြိုးစားသွားမယ်လို့လည်းထပ်မံကြေပေးထားပါရယ် အစိုးရအဖွဲ့တွင်ပြုပြင်ပြောင်းလဲရေးကိုအဓိကလုပ်ငန်းစဉ်၃ရက်နဲ့စတင်ခဲ့ရာမဟာဗျူဟာပြုပြင်ပြောင်းလဲရေးဖြစ်တဲ့ strategic reform ဒုတိယအချက်ကအသစ်ချမှတ်လိုက်တဲ့မဟာဗျူဟာနဲ့အညီအစိုးရဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ structural reform နဲ့တတိယအချက်ကအစိုးရဖွဲ့စည်းပုံအတိုင်းခန္ဓာအလိုက်ပြုပြင်ပြောင်းလဲရေး structural reform ဖြစ်တယ်လို့ရှင်းပြပါတယ်ကနအလိုက်ပြုပြင်ပြောင်းလဲရေးမှာနိုင်ငံရေးစစ်ရေးမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးပြည်သူဆက်ဆံရေးနဲ့ဗန္ဓာရေးကဏ္ဍတွေပါဝင်တယ်လို့အတည်ပြုပါရယ် ဒီလိုမဟာပြူဟာအလိုက်ဖွဲ့စည်းပုံအလိုက်ကန္နာအလိုက်ဖြူပြင်ပြောင်းလဲမှုတွေကိုဘာကြောက်လို့ရတယ်လဲဆိုရင်ကျွန်တော်တို့ဟာတော်လန်ရေးတရက်လုံးရဲ့စူပောင်းရလက်ကိုယခုအခြေအနေထက်ပုံမကောင်းမွန်လာအောင်တွန်းတင်နိုင်ဖို့ဖြစ်ပါတယ်ပထမကတော့အရင်အမြင့်ခွဲဝေသုံးဆွဲမှုမှာပုံမထိရောက်အောင်တွန်းမြင့်တိဆောက်ဖို့ဖြစ်ပါတယ်ဒါပြင်ဒုတိယအနေနဲ့တော်လန်ရေးကာလအတွင်းမှာအဓိကနဲ့တာမညကိုခွဲခြားပြီးအရေးကြီးတဲ့ကဏ္ဍတွေကိုပုံမအားထည့်နိုင်ဖို့ရည်ရွယ်ပါတယ်တတိယချက်ကလက်တွေ့ဦးဆောင်နေတဲ့အစိုးရအဖွဲ့ကိုလည်းပုံမတာဝန်ယူမှု ပုံမတော်ဝင်ခံမှုရှိတဲ့အစိုးရတရက်ဖြစ်အောင်ပုံဖော်နိုင်ဖို့ဖြစ်ပါတယ်လို့ယာယီသမရက ပြောကြားပါတယ်။ပြည်သူလူထုယုံကြည်မှုနဲ့မဟာမိတ်ဆက်ဆံရေးကိုပုံမကျေပြန့်ချစ်လက်အောင်လှုံ့ဆော်နိုင်ဖို့လည်းဖြစ်တယ်လို့ရှင်းပြပါတယ်။ဒီရွယ်ချက်တွေဟာပြည်သူတရက်လုံးရဲ့သဘောထားဆန္ဒနဲ့အညီဒေါ်လာရေးအောင်မြင်မှုရလဒ်တွေကိုအဖိတ်အစင်နှဲအောင်လှုံ့ဆော်ခြင်းဖြစ်ကြောင်းယာယီသမရဒူဝါလက်ရှိလာကပြောပါတယ်။